မစ်စများအားလုံးမင်္ဂလာပါရှင်။လူနာဂျူပီတာ channel မှာစုစုလိုက်ပါရရှင်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်နဲ့မင်္ဂလာရှိတဲ့ချိန်တွေကိုပတ်ဆက်နေကြပြီးပြည်ပြာများဝေကွာကကိုရောစိတ်ပါကျမ်းမာချမ်းသာကြမယ်လို့မျှော်လင့်မိပါရရှင်။ခရီးတင်ကကြတော့ကိုရဲတဖက်သူရဲဒီနှစ်ရက်ရဲ့ခုနှစ်ရှင်ကရှေ့ဆက်ဖို့အဆင်ပြေရလား။ရှေ့ဆက်ရောသွားနိုင်ရလားပေါ့နော်။ ဒါလေးကို collected region လေးဖတ်ပေးတော့မှာဖြစ်ပါတယ်ရှင်။အထက်သူဆိုတဲ့နေရာမှာဘာလို့မဆိုဖြစ်နိုင်ပါလဲ။ကိုယ့်ရဲ့ x လက်ဖြစ်နိုင်တယ်။လက်ရှိကိုတွေ့လိုက်တဲ့သူလည်းဖြစ်နိုင်တယ်။ကိုယ့်နဲ့လက်ရှိတွေ့နေတဲ့သူလည်းဖြစ်နိုင်တယ်ပေါ့နော်။ဘာလို့မဆိုဖြစ်နိုင်ပါလဲ။တော့ရုံဆုံး reading ကိုကြည့်တဲ့သူတွေရဲ့ energy ကိုစစ်ပေးပါမယ်။ဒါနှစ်ယောက်ရဲ့ energy လက်ဖြစ်နိုင်တယ်။ကိုတစ်ယောက်ထဲ energy လက်ဖြစ်နိုင်တယ်။ဒီခါကျတော့ရှင်လည်းတစ်ဖက်သူရဲ့ energy လက်ဖြစ်နိုင်တယ်ပေါ့နော်။ကိုနဲ့ကန့်ညီသလိုမျိုးပဲယူပေးပါ။ နောက်တစ်ခုကကိုနဲ့ကိုက်ညီမှာပဲဒီ reading ကိုဆက်ပြီးလုပ်ကြည့်ပေးပါဒါပေမဲ့ဘယ်လိုပဲကိုနဲ့ energy မှာကိုက်ညီနေတယ်ပြောပြောဒါက January reading မှာ collective reading ဖြစ်တဲ့ကြောင့်မို့လို့အများရဲ့ energy ကိုယူပြီးတော့ဖတ်ပေးထားတာပါဒါကြောင့်မို့ဒီ reading မှာရှိတဲ့အကြောင်းအရာတိုင်းက reading ကိုကြည့်တဲ့လူတိုင်းနဲ့အကုန်လုံးကွက်တိကြပြီးတော့ညီနေလိမ့်မှာမဟုတ်ဘူးပေါ့နော်ဒါကိုတော့သိထားသင့်ပါတယ်ဒါကြောင့်မို့လို့ entertainment purpose နဲ့ပဲ ကြည့်ပြီးတော့အကောင်းဆုံးပေါ့နော်ကိုယ့်ရဲ့ reading အဲကိုယ့်ရဲ့ energy တစ်ဖက်သူရဲ့ energy နဲ့အတိအကျသိချင်တယ်ဆိုလို့ရှိရင်တော့ personal reading ယူပြီးတော့မေးပြီးတော့မှဆုံးဖြတ်ချက်ချတာမျိုးကတော့အကောင်းဆုံးပဲပေါ့နော်အဲ့ဒါကိုပဲအမှန်ယူလာတော့အကောင်းဆုံးပါပဲအဲ့တော့ easy မှာလည်း personal reading ယူလို့ရပါတယ်ဒါမှမဟုတ်ကိုယ့်နဲ့ energy ပိုကိုက်ညီတဲ့ reader တယောက်စီမှာလည်း energy personal reading ယူပြီးတော့မေးလို့ရပါတယ်ရှင်အဲ့ဒါကဒီ reading နဲ့အကုန်လုံးက timeless reading ပါ ဒီ reading ကိုတွေ့မိတဲ့အချိန်မှာ kinetic energy နဲ့ကိုက်ညီဆိုလို့ရှိရင်စက်ကြည့်လို့ရပါတယ်။မဟုတ်ကိုကဒီ reading ကိုကြည့်ခြင်းစိတ်ကြီးဖြစ်တယ်ဆိုလို့ရှိရင်လည်းစက်ကြည့်လို့ရပါတယ်။ဒါကိုအတွက် reading ပဲပေါ့နော်။ဒီထဲမှာကိုအတွက်ကိုတခုခု message ပေးစရာတွေပါနေရမျိုးဖြစ်တတ်ပါတယ်။ကရီးယားအနေကြီးတော့ strong ဖြစ်တယ်ပေါ့နော် အဲ့တော့နှစ်ယောက်ရဲ့ connection လည်းဖြစ်နိုင်တယ်ဒါကဒါကကိုယ် connection ကိုယ့်ရဲ့ energy လည်းဖြစ်နိုင်တယ်ပေါ့နော်ကိုကတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့လက်ရှိအနေထားမှာကိုယ်ဖြစ်စေခြင်းတဲ့ပုံစံမျိုးဖြစ်မနေတာမျိုးပေါ့နော်အဲ့လိုမျိုးလို့တွေ့ရတယ်ကိုယ့်ဘက်ကဘာတွေပဲကြုံရကြုံရမျက်စိစုံမှိတ်ပြီးတော့ဖြစ်ဖြစ်ဒါမှမဟုတ်အာကန်တရားကိုယုံကြည်ပြီးတော့ဖြစ်ဖြစ်ပေါ့နော်ရှေ့ဆက်သွားဖို့ရှေ့ဆက်တိုးဖို့ဆန္ဒရှိနေပေမဲ့လည်းပဲတစ်ဖက်သူကတော့အဲ့လိုပုံစံမျိုးဖြစ်မနေဘူးဆိုတာမျိုးလို့မြင်တယ်နောက်တစ်ဖက်သူပုံမှန်လည်းကိုယ်က တိတ်ချလိုက်နားမချနိုင်ဘူးဆိုတဲ့ပုံစံမျိုးလိုဖြစ်နေရပေါ့နော်အဲ့တော့အချိန်တစ်ခုသာကြာသွားတယ်နောက်ကို့အတွက်လည်းဘယ်လိုစိတ်ညစ်စရာတွေပဲတိုးလာတယ်နှစ်ယောက်ရဲ့ဒီ connection ကအရှိတ်ဆက်ပြီးတော့ဘာမှအများကြီးပြောင်းလဲသွားတာမျိုးတွေရှိမနေတာမျိုးလို့မြင်တယ်အဲ့လိုမျိုးပြောင်းလဲသွားတာမျိုးမရှိအောင်လို့လည်းတစ်ဖက်သူကတိုးစားမှုတွေရှိမလာတာမျိုးယူရမဲ့ action ယူမလာတာမျိုးလို့မြင်နေပေါ့နော်တွေ့ဝင်နေတာမျိုးတွေอืมตุกตุบ่เนาะอะไรမျိုးမတဲ괴 သူခံစားချက်ကိုသူတကယ်ကိုယ်ကမသိတာမျိုးတွေလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်လည်းအဲ့လိုမျိုးတခြားအာယုံဆိုင်စရာတွေများနေရမျိုးလည်းဖြစ်နိုင်တယ်ပေါ့။ဒါကြောင့်မို့လို့ကိုနဲ့နှစ်ယောက်ရဲ့ဒီဆက်ဆံရေးကို89ကိုပိုကောင်းတဲ့အနေအထားတစ်ခုနဲ့တွားဖို့အတွက်ကိုစူးစမ်းလာဖို့စူးစမ်းလာတာတိတ်မရှိဘူးဆိုတာမျိုးလို့မြင်နေပေါ့နော်။တမ်းမဲ့လေကိုကလေတစ်ဖက်သူပေါ်မှာတော်တော်လေးကိုယုံကြည်မှုပေးထားတယ်ဆိုတာမျိုးလို့မြင်တယ်ဘလို့ပဲကို့အနေနဲ့อืม ကိုထင်သားသလို reset မရလာတာဖြစ်ဖြစ်ဒီလူနဲ့ပတ်သက်ပြီးဘယ်တော့ပဲစိတ်ရှုပ်စရာတွေပဲကြုံပါကြုံပါတပတ်သူပေါ်မှာထားတဲ့ယုံကြည်မှုကအခုချိန်ထိရှိနေတော့မယုံကြည်အယုံကြည်မပြတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်တစ်ချိန်ချင်းတော့သူကကြောင်းလဲလာမှာပဲဆိုတော့ညှော်လင်းချက်လေးနဲ့သူ့ဆက်ပြီးတော့ယုံကြည်မှုတွေပေးနေတယ်ညှော်လင်းနေသေးတယ်ဆိုတာမျိုးပေါ့နော်ဒီ connection ကိုပြန်ကောက်အောင်လို့လုံနိုင်ချေရှိသေးတယ်ဆိုတာမျိုးအဲ့လိုမျိုးယုံကြည်ချက်တွေရှိတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော် အော်ဒီယိုနဲ့ဒီနဲ့ကန့်ညီလို့ရှင်ရင်ဒီ reading ကိုဆက်ကြည့်လို့ရပါပြီရှင်။ဒါဆိုရင်ကိုနဲ့တစ်ဖက်သူနဲ့နှစ်ယောက်ကရှေ့ဆက်ဖို့အစီအမံရလာပေါ့နော်။ရှေ့ဆက်ဖို့ရောဘယ်လိုမျိုးတွေရှိလာနိုင်မလဲ။ reading ကိုကြည့်လိုက် collective တွေရဲ့ စ်ထဲမှာရှိတဲ့တစ်ဖက်သူရဲ့2ယောက်က80ခုစနေရလား။ 289သွားနိုင်မသွားနိုင်ပေါ့နော်။နောက်အဆင်ပြေပြေဖြစ်နိုင်မဖြစ်နိုင်ကကိုယ့်ပေါ်မှာအများကြီးမူတည်နေဆိုတာမျိုးလိုမြင်နေ။ကိုယ့်ဘက်ကပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ပြပြတသားနဲ့อืมတဖတ်သူအပေါ်မှာဘယ်လိုတဖတ်သူရဲ့ action တွေကိုပေါ့နော်။ စောင့်ကြည့်ဖို့လိုအပ်နေပြီဆိုတာမျိုးလို့မြင်တယ်။ပြက်သားဖို့လိုအပ်နေပြီ။နောက်လက်တွေ့ကြကြစဉ်းစားဆုံးဖြတ်တင်နေပြီဆိုတာမျိုးလို့မြင်တယ်ပေါ့နော်။လက်ရှိအနေထားရဆိုရှင်ကိုကလေကိုရဲ့ဒီလက်ရှိကိုရဲ့အရေးချင်းပေါ့နော်ကိုရဲ့စွမ်းဆောင်နိုင်စွမ်းအားတွေနောက်ကိုရဲ့ထမြက်မှုတွေဒါတွေအကုန်လုံးကိုလေဟိုတဆင့်နှိတ်ချထားတာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်တစ်ခုခုပေါ့နော်တနည်းနည်းနဲ့ဖြစ်ဖြစ်အဲ့လိုမျိုးဖုံးကွယ်ထားတာမျိုးဖြစ်ဖြစ်အဲ့လိုမျိုးတွေနဲ့အဲ့လိုပုံစံမျိုးတွေလုပ်ပြီးတော့တစ်ဖက် သူရဲ့လှူလှမ်းမှုမှုအောင်မှာသွားပြီးတော့ကိုကိုတိုင်ကဘောပေါ့ GDP နဲ့သွားပြီးတော့နေနေဆိုတာမျိုးလို့မြင်တယ်။ကိုရဲ့ထက်မြက်မှုလေကိုရဲ့ပင်ကိုအရေးချင်းတွေကိုဟိုအရှိအရှိတိုင်းပြလိုက်မယ်ဆိုလို့ရှင်တစ်ဖက်သူမှာမတော်ဘူးဖြစ်စရာတွေပေါ့နော်အဲ့လိုမျိုးဖြစ်သွားလိမ့်မယ်။အော်ပို့ပြီးတော့နှစ်ယောက်ရဲ့ဒီဆက်ဆံရေးက ရှုပ်ထွေးသွားလိမ့်မယ်ဆိုတာမျိုးအဲ့လိုပုံစံမျိုးအဲ့လိုခန်းစားချက်မျိုးတွေနဲ့လေကိုယ့်ရဲ့အရေးအချင်းတွေကိုယ့်ဘာသာကိုချိုးနှိမ်ထားတယ်ဆိုတဲ့ပုံစံမျိုးလိုမြင်တယ်။နောက်ပြပြတသားဆုံးဖြတ်ချက်ချရမယ့်အရေးကိုလည်းတစ်ဖက်သူနေရာကနေတွားကြည့်ပြီးတော့ခန်းစားပြီးတော့သူဘလို့ဖြစ်လောက်မှာပဲလေဆိုတဲ့ပုံစံမျိုးနဲ့အော်음 သူ့သူ့နေရာနဲ့ဝန်ခံစားပြီးတော့ပေါ့နော်ငါသာသူ့တန်းမှာမရှိဘူးဆိုရင်ငါသာသူ့ကိုဒီလိုမျိုးဒီ emotionally ပဲဖြစ်ဖြစ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာဖြစ်ဖြစ်အဲ့လိုမျိုးအပြင်စကားတွေပြောမနေဘူးသူ့နားမှာရှိမနေဘူးဆိုလို့ရှိရင်သူ့ဘဝလေးကဘယ်လိုနေမှာပဲဘယ်လိုမျိုးစိတ်သက်ကြနေမှာပဲဘယ်လိုအားငယ်နေမှာပဲသူ့ကိုအားပေးမဲ့သူမရှိတော့ဘူးငါကသာသူ့ကိုနားလည်ပေးနိုင်တယ်ဆိုရဲအဲ့လိုပုံစံအဲ့လိုအတွေးတွေနေပေါ့နော်တစ်ဖက်သူ့နေရာကနေသွားစဉ်းစားပြီးတော့ကိုကိုရဲ့ကိုကိုကိုကြည့်ဖို့မင့်နေရဆိုတာမျိုးရဲ့ကိုရဲ့ဒီ င်ကိုအခြေအနေကိုပါမေ့လျော့နေတာမျိုးဖုံးကွယ်ထားတယ်ဆိုတာမျိုးအဲ့လိုပုံစံမျိုးဖြစ်နေပေါ့နော်ဒီလိုမျိုးဖြစ်ပြီးတော့တကယ်လက်တွေ့အမှန်ကိုမမြင်နိုင်မဲနဲ့ဩစုံမဲ့ချက်ချဖို့လဲတွေ့ဝင်နေဆိုတာမျိုးလိုမြင်နေအဲ့တော့အဓိကကတော့ကိုယ့်ပုံမှာပဲမူတည်တယ်ပေါ့နော်ကိုကသာစုံမဲ့ချက်ပြပြသားချပြီးတော့လက်တွေ့ကြကြနဲ့သွားမယ်လက်တွေ့ကြကြနဲ့တစ်ဖက်သူနဲ့ကိုလည်းညှိနှိုင်းပြီးတော့သွားမယ်နောက်တစ်ဖက်သူကဒီဆက်ဆံရေးကိုရှင်းဆက်သွားခြင်းလားမသွားခြင်းဘူးလားရှင်းဆက်သွားဖို့အတွက်ကိုရောသူဘက်ကဘယ်လိုမျိုးတကယ်လက်တွေ့ ဆောင်ရွက်လာလဲပေါ့เนาะဘလို့ action ယူလာလဲစကားတွေနေမဲလားတကယ်ရောနှစ်နှစ်ကကရောစရင်မှန်နေရောရှိရလားဒါမျိုးတွေကိုဘက်ကနေလက်တွေ့ကြကြသုံးသက်ပြီးဝေဖန်သုံးသက်ပြီးတော့မှရှေ့ဆက်ဖို့စဉ်းစားပါတစ်ဖက်သူကကိုတကယ်ယုံကြည်ရလောက်တဲ့သူမျိုးဟုတ်ရဲ့လားတကယ်ရောအပြောနဲ့လက်တွေ့နဲ့ညီတဲ့သူမျိုးဟုတ်ရဲ့လားဒါကိုဒီချာလေးစဉ်းစားသုံးသက်ဖို့လိုအပ်နေပြီတကယ်လို့မှခုနပြောခဲ့တဲ့အချက်လက်တွေနဲ့တကယ်ကညီနေဆိုလို့ရှိရင်တော့ဒီလူနဲ့ရှေ့ဆက်လို့ရတယ်ရှေ့ဆက် ကိုလည်းပဲ long term အထိကိုတွားလို့ရတဲ့ relationship တစ်ခုဖြစ်လာနိုင်နိုင်မယ်ပေါ့နော်ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီလူကအပြောတသက်ပဲလက်တွေ့ရှိမလာဘူးဆိုလို့ရှိရင်တော့ဒီဒီ connection ကိုရက်တန်တင်နေပြီလုံးဝပြတ်သားတင်နေပြီဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးပြတယ်ဒီလူမဟုတ်လေကိုဘဝမှာတခြားသူကအရှိကိုရှိလာနိုင်မယ်ပေါ့နော်အဲ့တော့ဆုံးဖြတ်ချက်ချဖို့အတွက်ကိုဝင်မလေးပါနဲ့ကိုကိုကိုပို့ပြီးတော့ကြည့်ပြီးကိုကိုကိုပို့ချဖို့အတွက်ကိုလည်းဝင်မလေးပါနဲ့ ဟိုကကြောက်ရွံ့နေရဆိုတဲ့ပုံစံမျိုးပြတယ်ဒီလူမမဟုတ်ဘူးဆိုရင်ကိုကိုစိတ်ရင်မှန်နဲ့ချစ်ပေးမဲ့သူမျိုးကိုကိုရင်ခုန်စိတ်လှူရှားစေမဲ့သူမျိုးဒီလူမမဟုတ်ဘူးဆိုရင်ကိုကအချင်းနဲ့တွေးဖို့အတွက်ကိုနောက်ကျနေပြီအာမတွေ့နိုင်တော့ဘူးဆိုတဲ့အဲ့လိုအတွေ့အဲ့လိုခံယူချက်အဲ့လိုယုံကြည်ချက်တွေရပဲပို့ပြီးတော့လွှမ်းမိုးပြီးတော့ဒီဆုံးဖြတ်ချက်ချဖို့အရေးကို တွန့်ဆုံနေတယ်တွေ့ဝင်နေတယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်ဘလို့အခြေအနေပဲရောက်ရောက်နောက်ဆုံးညှို့နှင်းချက်လေးနဲ့ရှေ့ဆက်သွားအောင်မယ်ဆိုတာမျိုးကကိုယ့်ဘက်မှာအများကြီးဖြစ်နေရဆိုတာလို့မြင်နေပေါ့နော်အဲ့တော့အဓိကတော့ကိုကိုတိုင်းကအမှန်ကိုမြင်ပြီးတော့လက်တွေ့ကြကြအဆုံးဖြတ်ဖို့တင်နေပြီဆိုတာမျိုးလို့မြင်နေအဓိကကလက်တွေ့ကြကြအဆုံးဖြတ်ဖို့အမှန်ကိုမြင်ဖို့အလားကအဓိကပဲပေါ့နော်အမှန်ကိုမြင်ပြီးပြီဆိုလို့ရှင်လည်းပဲအမှန်အတိုင်းလက်တွေ့ကြကြအာလက်ခံတတ်ဖို့ အာဒီတိုင်းပဲဆုံးဖြတ်တက်ဖို့ပေါ့နော်တင်းသုံးတက်ဖို့တော့လိုအပ်နေပြီဆိုတာမျိုးလို့မြင်နေပေါ့နော်ဒါဆိုရင်တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ဗောနောကိုကို universe ကဘယ်လို message မျိုးပေးခြင်းလဲ အော် universe ကတော့ကိုကိုတိုင်းရုံထွက်မှရမယ်ပေါ့နော်ဘသူစီကကဲတင်တာမျိုးတွေဘသူစီကအရှင်ဆယူတာမျိုးတွေအဲအဲ့လိုမျိုးတွေစောင့်နေရမယ့်အချိန်မဟုတ်တော့ဘူးပေါ့နော်ကိုကိုတိုင်းကရုံထွက်ပြီးတော့음ကိုကိုတိုင်းကဆုံးဖြတ်မှာပဲရတော့မယ်ဆိုတာမျိုးလို့မြင်နေတယ် ဒီစစ်ဆန်ရေးမှာတကယ်တကယ်အတွင်းကြကြသိတာကကိုပဲပေါ့နော်ဒါကြောင့်မို့ဒီလူနဲ့ရှေ့ဆက်တင်မတင်ဒီလူကကိုတက်ကိုအဆင်ပြေမပြေဆိုတာကကိုကအသိဆုံးပဲနောက်တစ်ခုကတစ်ဖက်သူကလက်ရှိအခြေအရာလက်ရှိအခြေအနေရဆိုလို့ရှင်ကို ေါ်မှာစိတ်ဝင်စားမှုတွေတိတ်မပြတာမျိုးစိတ်ဝင်စားမှုနည်းနေရတချို့ဆိုလို့ရှိရင်လစ်လူရှူထားရဆိုတဲ့ပုံစံမျိုးတော့မြင်နေပေါ့နော်ကိုပေါ်မှာအလိုမျိုးစိတ်ဝင်စားမှုဆိုတဲ့အရေးအယောင်တွေပြနေတာမျိုးလို့မြင်နေနောက်တချို့ဆိုလို့ရှိရင်ကိုကိုဖုံးကွယ်ထားတာတွေရှိတယ်ပေါ့နော်အဲ့တော့ဒါတွေကိုကိုကသိပါရတယ်တချို့ဆိုလို့ရှိရင်ဒါဒီမှာမြင်ရတဲ့ energy ရဆိုရှင်တပ်ပါတီတောင်ရှိတယ်ပေါ့နော်တပ်ပါတီဆိုတာတခြားတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဘေးလူကြားလို့အနောက်ဆက်တွေပါရှိနေရဆိုတော့နှစ်ယောက်နီးစပ်ဖို့နှစ်ယောက်ကအဆင်ပြေပြေနဲ့ရှေ့ဆက်ဖို့အတွက်က တော်တော်လေးကိုအခက်ခဲတွေကများနေပေါ့နော်ဒါကိုကိုကကိုကိုတိုင်းပဲအသိဆုံးပဲအဲ့တော့ဒီအခြေအနေကြီးကနေပြီးတော့မှကိုကဒါကြီးကိုကိုကိုတိုင်းကိုကကိုကိုကိုမကြည့်ပဲနဲ့လိလူရှုထားမယ်ဆိုလို့ရှိရင်ဘသူကမှကိုအတွက်ကြည့်ပြီးတော့အစာနာပေးပြီးတော့အော်ပိုကောင်းတဲ့ပြောင်းလဲမှုတွေလုပ်ပေးလာမှာကြိုးစားလာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုအတွက်ဆုံးဖြတ်ချက်ကို ကိုကိုတိုင်းပဲချပြီးတော့ ကိုကိုယ်တိုင်ပဲဒီကနေပြီးတော့ယုံထွက်ပါဒီလက်ရှိအနေအထားကနေယုံထွက်ဖို့စူးစမ်းပါလက်ရှိအနေအထားကနေအကောင်းဆုံးအနေအထားဖြစ်အောင်လို့စူးစမ်းပါအာအဲ့လို message လေးပေးချင်တယ်ဆိုတာကိုတွေ့တယ်ပေါ့နော်အော်ဒီနေ့ကတော့ tarot card only ပေါ့နော် tarot card တွေနဲ့ပဲကြည့်ပေးပါပါ oracle card ကမသုံးတော့ဘူးပေါ့နော် tarot only နဲ့ပဲကြည့်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဒါကတော့ collateral reading လေးဖြစ်ပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ပေးကြတဲ့အတွက်ရောကျေးဇူးများလေးတင်ပါတယ်ရှင်ဒီ reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe လုပ်ပြီးသွားတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲပြည်ပြားများမေးကွာပြီးကိုရောစိတ်ပါကျမချမ်းသာကြပါစေကောင်းဆုံးလူရင်းစန္ဒာမှန်သမျှလည်းပြေဝကြပါစေမိမိချရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြကြမမနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးလေးကြပါအောင်မယ်ရှင်